အ ਨੇ ဆုံးလောက်ခလာစာနဲ့ပတ်သက်ပြီးတနေ့ကို3000ကျော်သတ်မှတ်ဖို့ရှိတယ်လို့ပြည်ထောင်စုဝန်ကြီးကပြောပါတယ်ဒီသတင်းကိုတော့ဦးအောင်ကြီးကပေးပို့ထားပါတယ်ရှင်ဂျွန်လ24ရက်နေ့ကကုန်သက်ဆက်မှုလုပ်ငန်းရှင်များအတင်းကျုံမှာကျင်းပပြုလုပ်တဲ့အ ਨੇ ဆုံးလောက်ခလာစာသတ်မှတ်ရေးအတွက်အမျိုးသားအဆင့်စီဝေးအပြီးမှာအခုလိုပြောဆိုလိုက်တာပါအခုဖြစ်နေမှာငါ့အဖက်ဆိုတာပါပြီးတာနောက်အောက်ကဟိုငါ့အောက်မပါဘူးဆိုတာဒီခုနေမှာပါပြီးလားသူတို့ကတော့နည်းနည်းလေးတိုးပြီးပါအတူချို့တော့လုပ်ငန်းတွေပြီးတော့ဒါလေးတွေတော့ နော်အဲလိုပါဝင်နိုင်ငံလုံးတိုင်းနိုင်ငံလုံးလုံးတစ်ခုလေတက်မှာပါအဲလိုသူတို့ကဆိုပြတာတော်များတယ်ဒါမှဆိုးရှာတယ်ပေါ့အားလုံးဆိုပြတယ်ဆိုအများအားနဲ့ညာတော့အများခန္ဓာဆိုတော့တို့သူတို့ဆန်တော့လိုက်တော့ပြရပါဘာဟိုအရေးကိုမနေ့ကဟိုတနေ့ကဟိုတမရာကြီးက3000ကိုယာယီတက်မှတ်ထားတာပေါ့နော်3000လို့နှုံနေတက်မှတ်ထားတယ်ဟိုနောက်ဆုံးဖြစ်နိုင်ရေကဘယ်လောက်ဖြစ်နိုင်လဲခင်ဗျာဟုတ်ကဲ့ နိုင်ငံသမားရဲ့စီးပွားရေးကြံပေးဖြစ်တဲ့ဒေါက်တာဇော်ဦးကတော့နိုင်ငံကဆန်ကျင်ဆန်ညှိုးနဲ့အနီးဆက်ဆုံးဖြစ်တဲ့လူကလစာကိုသတ်မှတ်သွားမယ်လို့သူကပြောပါတယ်။အဲကျွန်တော်တို့တစ်ခုလုံးကြီးကတည်ငြိမ်လာတယ်လေနိုင်ငံသားကဒါအော်ရာလေးရလို့စတယ်ပြောဒါအဓိကအထည်ချုပ်လုပ်ငန်းတွေမှာဖြစ်နေတဲ့ကိစ္စကိုကျွန်တော်တို့ကြိုးစားပြီးတော့ဖြေရှင်းနိုင်ခဲ့တယ်ပေါ့နော်အဲ့ဒါကတော့ကျွန်တော်တို့နိုင်ငံတကာစံတဲ့တကယ်ဘောင်ဝင်တဲ့နည်းကိုကျွန်တော်တို့ပြုရင်ကြောင်းနဲ့တတ်မှတ်တန်ခဲ့တယ်ပေါ့နော် အာပြီးရင်တော့နှုံးသားကတော့နိုင်ငံတကာစံနဲ့လည်းမဝေးပါဘူး။ကျွန်တော်တို့အခုကြားနေတဲ့နှုံးသားဟာကျွန်တော်တို့ဒီရှေ့တောင်အာရှထဲမှာကျွန်တော်တို့မနှဲတဲ့နှုံးသားဖြစ်ပါတယ်။ပြီးရင်ကျွန်တော်တို့ပြည်မဲ့နိုင်ငံတချို့ထက်လည်းတာတဲ့နှုံးသားဖြစ်ပါတယ်။ ဂျူလ22ရက်နေ့ကရေကကုန်သက်လုပ်ငန်းရှင်များအသင်းမှာကျင်းပပြုလုပ်တဲ့အနည်းဆုံးခကျင်းဝေးတက်မှတ်ရေးဆွေးနွေးပွဲ၃ရက်မြောက်နေ့ဖြစ်တဲ့ဂျူလ24ရက်နေ့မှာတော့အပြည်သက်သတင်းထုတ်ပြန်မှုပြောဆိုထားတော့လဲပြည်ထောင်စုဝန်ကြီးအနေနဲ့အစင်းအစင်းတင်ယူမှာအခုလထဲမှာတရားဝင်ထုတ်ပြန်သွားမယ်လို့ပြောပါတယ်ဒီကနေ့မှာအလုပ်သမားတွေတောင်းတဲ့၄000ကျော်နဲ့အထက်ချုပ်လုပ်ငန်းရှင်တွေပေးနိုင်မဲ့2500ကျပ်နှုန်းပေါ်မှာကြားချပြီးတနိုင်ငံလုံးအတိုင်းအတာနဲ့3600ကျပ်နှုန်းကိုဆိုပြသွားတာလို့ကြားသိရပါတယ်ကျွန်တော်အောင်ကြီးပါ